င်္ဂလာပါသောတာရှင်များရှင်အခုချိန်ကစပြီး Radio UNG ရဲ့မနခင်ပြည်တွင်သတင်းများကိုတင်ပြပေးပါမယ်။ကျွန်မကတော့လွင်မိုင်းဖြစ်ပါတယ်ရှင်။ဤသူလှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းတွင်ကြွေလွန်သွားခဲ့ခြင်းပေါ်အကြမ်းဖက်စစ်ကောင်စီကို CRPH ကပြင်းပြင်းထန်ထန်ရှုတ်ချတဲ့သတင်းကိုတင်ပြပေးပါမယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းတွင်ကိုယ်လွန်သွားခဲ့ခြင်းပေါ်အပြည့်ဝတာဝန်ရှိတဲ့အချမ်းဖက်စစ်ကောင်စီကိုပြည်တော်စွလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်ကျွန်တို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငါမဲဆန်နန်းနေမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာ2024ခုနှစ်ဒီဇင်ဘာလတွင်ပြုံးလွန်မြို့၌တိန့်ရှောင်နေစဉ်အာနာသိန်းစစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ် ကိုတို့စံဖတ်စစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာလွန်ခဲ့တဲ့လနီးငယ်ကလေးကစစ်ကြောရေးစခန်းတွင်ပွေလွန်သွားခဲ့ကြောင်းခိုင်မာသောသတင်းရင်းမြစ်မှတဆင့်ကြားသိရပါတယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းတွင်ကွဲလွန်သွားခဲ့ခြင်းပေါ်ပြည်တော်စွလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်များစွာစိတ်မကောင်းဖြစ်ပြီးရင်းသေးဆုံးမှုနှင့်ပတ်သက်၍အပြစ်ဝတာဝန်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ရှုတ်ချအပ်တယ်လို့ CRPH ကဖော်ပြပါတယ်။ကြိမ်တည်းမှာမိမိတို့အနေဖြင့်ဖန်စီထိန်းသိမ်းခံရရတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ပါဝင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်လဲများစွာစိုးရိမ်ပူပန်လက်ရှိရလို့လဲဆိုပါရဲလက်ရှိအချိန်ထိအာဏာသိမ်းစစ်ကောင်စီဟာပြည်ထောင်စုအစဉ်လွှတ်တော်ကိုယ်စားလှယ်18ဦးနဲ့တိုင်းဒေသကြီးပြင်းနဲ့လွှတ်တော်ကိုယ်စားလှယ်52ဦးအားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါရဲ အလားတူအာဆီယံကုလသမဂ္ဂပါဝင်နိုင်ငံတကာအသိုက်အဝန်းနဲ့ဖြင့်မြန်မာနိုင်ငံ၌အကြမ်းဖက်စစ်ကောင်စီကနိုင်စင်ကျွလွန်လုံဆောင်နေတဲ့အကြမ်းဖက်မှုများလူခွင့်ရေးချိုးဖောက်နေမှုများအ мян ဆုံးအဆုံးသတ်နိုင်ရေးကိုလည်း CRPH ကတောင်းဆိုထားပါတယ်ရှင်။ဆလပီဇိုလဆန်းကစတင်ပြီးနှစ်လကြာကာလအတွင်းမှာငလင်းဘေးတင်လူရေတသိန်း5000ခန့်ကိုစစ်စစ်ရွေးချယ်ပြီးဥရောပသမဂ္ဂနဲ့ကမ္ဘာစားနပ်ရိက္ခအစီအစဉ်တို့ ထောက်ပံ့ကူညီသွားမယ့်တရင်ကိုဆက်လက်တင်ပြပါမယ်။မြန်မာနိုင်ငံမှာငလင်ကြီးအပြီးဆက်လက်မြင့်တက်နေတဲ့လွှတ်ချက်တွေကိုဖြစ်စည်းနိုင်ဖို့ဥရောပသမဂ္ဂကရန်ပုံငွေယူရို၅တန်းပေးအပ်တဲ့အကြောင်းကမ္ဘာ့စားနပ်ရိက္ခာစီစဉ် WFP နဲ့ ဥရောပသမဂ္ဂ EU တို့ကပိုးတွဲသတင်းထုတ်ပြန်လိုက်ပါတယ် WFP ရဲ့ပနာမတုံ့ပြန်ရေးအစီအစဉ်တွင်မှငလင်ဒအစိုးရဆုံးထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေကစုစုပေါင်းလူဦးရေ၄သိန်းခန့်ကိုအရေးပေါ်စားနပ်ရိက္ခာစားနပ်ရိက္ခာကိုဝယ်ယူရန်ငွေသားနဲ့အာဟာရအထောက်ပံ့တွေပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ယခုဇွန်လဆန်းကစတင်ပြီးနှစ်လကြာကာလအတွင်းမှာလူဦးရေ၃သိန်း၅၀၀၀ခန့်ကိုစီစစ်ရွေးချယ်ပြီးထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ ထို့အတူပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာပါလို့ထုတ်ပြန်ချက်ကဆိုပါတယ်။ EU ကပံ့ပိုးကူညီထားတဲ့ရန်ပုံငွေတွေနဲ့ငလင်းဘေးတံအစိုးရဆုံးခန်းစားခဲ့ရသူတွေဟာစားနပ်ရိက္ခာသုံးမဟုတ်စားနပ်ရိက္ခာဝယ်ယူရန်ဝီသားအကူအညီတွေနဲ့ကလေးနဲ့မိခင်တွေအတွက်အထူးအာဟာရအထောက်ပံ့တွေကိုရရှိကြမှာဖြစ်ပါတယ်။ အရိအထောက်ပံ့တွေကိုအကူအညီလိုအပ်နေသူတွေစီ WFP ကိုတိုင်းတိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီးဒေသခံမိတ်ဖက်တွေနဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO တွေနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ရန်ကုန်မြို့တွင်မြို့ပြဆင်းရဲနှွမ်းပါမှုတိတိတတမြင့်တက်လာတာကြောင့်လူဦးရေ1.8တန်းဆင်းရဲနှွမ်းပါနေပြီးလုံခြုံစိတ်ချရမှုကင်းမဲ့နေတဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော်နဲ့စီးပွားရေးဗဟိုချက်ဖြစ်တဲ့ရန်ကုန်မြို့ဟာလက်ရှိတွင်ကြောင်မတ်ဖွဲ့မြို့ပြစင်ရန်နွမ်းပါမှုတန်းကိုရင်ဆိုင်နေရပြီးနိုင်ငံတွင် ဖြစ်ပွားနေတဲ့ပြိပခါများစီးပွားရေးကျဆင်းမှုနဲ့နေရရွှေ့ပြောင်းအခြေချမှုများကြောင့်စင်ချေဖုံမြို့နယ်များတွင်အထူးသဖြင့်စင်ရဲမွေးတေမှုပုံမိုဆိုးရွားလာနေတယ်လို့2024ဇူလိုင်လတွင်ကြောက်ယူတဲ့ စစ်တမ်းတစ်ခု၌ဖြည့်ဆို့သူ4800ကျော်ဤအချက်လက်များအရသိရကြောင်း UNDP မြန်မာမှသတင်းထုတ်ပြန်ထားပါသည်2019ခုနှစ်တွင်ရန်ကုန်မြို့လူဦးရေ၏30ရာခိုင်နှုန်းသာဆင်းရဲနွမ်းပါသူများအဖြစ်ရှိခဲ့တော်လဲ2023ခုနှစ်တွင်ထို့အချိုးအစားဟာ53ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ရာကြောင့်ရန်ကုန်မြို့၏ခံမှန်းလူဦးရေ6.2တန်းအနက် ၄တသမ9တန်းခန့်ဟာယခုခါဆင်းရဲနွမ်းပမှုတံကိုခံစားနေရတယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်တို့ရွှေပြောက်ခြေချလာသူများဟာဆင်းရဲနွမ်းပမှုဤတံကိုပုံမခံစားနေရပြီးစင်ခြေဖုံမျိုးနယ်များတို့ရွှေပြောင်းလာသူအိမ်ထောင်စုများရဲ့ 39ရာခိုင်နှုန်းခန့်ဟာအလွန်ဆင်းရဲနွမ်းပါးသူများဖြစ်သက်မှတ်ခံရပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုအပြီးရွှေ့ပြောင်းလာသူများဟာအမျိုးမျိုးသောအတားအဆီးများကြောင့်တည်ငြိမ်သောအလုပ်ခိုင်ရှာဖွေရန်ခက်ခဲနေတယ်လို့လည်းဖော်ပြထားပါတယ် စီရင်နွမ်ပါသောအိမ်ထောင်စုများအတွက်ကျမရဲ့အသုံးစီများလဲဝင်ထုတ်ဖြစ်နေပြီးဖြစ်စုသူများဤ45ရာခိုင်နှုန်းခန့်ကကျမ၏ပြဿနာများရှိနေကြောင်းဖော်ပြထားပြီးအစိုးရစေယုံများ၏ဝန်ဆောင်မှုအပေါ်ယုံကြည်မှုမရှိကြတဲ့အတွက်82ရာခိုင်နှုန်းခန့်ဟာကုန်ကျစရိတ်များသောပုဂ္ဂလိကစေခါများတွင်ဥတ္တကိုခံယူနေရတယ်လို့သိရပါတယ် ပညာရေးကဏ္ဍတွင်လည်းစည်ရသောအိမ်ထောင်စုများ၏ဆက်ခွန်ရခိုင်နှုံးခန့်မှကလေးများကြောင်းမတက်ပဲ၃၀ခွန်ရခိုင်နှုံးကမိသားစုဝင်ငွေရှာဖွေရာတွင် လေးများကိုပါဝင်ဆင်နေရပါတယ်။စင်ချေဖုံမြို့နယ်များတွင်နေထိုင်သူများ၏44ရာခိုင်နှုန်းကညနေပိုင်းတွင်တဦးဒီလမ်းလျှောက်ရန်လုံခြုံမှုမရှိဟုခံစားရကြောင်း၊ရွှေပြောင်းနေထိုင်သူများနှင့်58ရာခိုင်နှုန်းအထိထိုးထုတ်ခံစားရကြောင်း၊ရာဇဝတ်မှုဝေကြီးလူရဲမှုနှင့်အာဏာပိုင်များ၏နှောက်ယှက်မှုများကြောင်းလွတ်လပ်စွာတွာလာရန်ခက်ခဲနေပြီးအမျိုးသမီးများအပေါ်အကြမ်းဖက်မှုများလည်း33ရာခိုင်နှုန်းခန့်မြင်တွေ့လာရကြောင်းဖြေဆိုထားကြရလို့သိရှိရပါတယ်ရှင်။ တို့ပြန်လာပြီး EOR campaign 16ရက်တာတွင်39ခွန်ရာခိုင်နှုံရရှိခဲ့တဲ့တင်ပြနောက်ထပ်တင်ပြပါမယ်။ကမ်ပိန်းညီမချက်ကျက်3000နဲ့ကမ်ပိန်းကာလမေလ16ရက်မှဇွန်လ30ရက်ထိ45ရက်တာကြာမြင့်မဲ့တို့ပြန်လာပြီး EOR ကမ်ပိန်းမှကနဦး16ရက်တွင်39ရာခိုင်နှုန်းရရှိခဲ့ပြီလို့တင်ရရှိပါတယ်။အားဖြည့်တဲ့ပူပေါင်းတဲ့ကူညီတဲ့ခွန်အားဖြစ်စေတဲ့အဲ့ဒီစကလုံးတွေဟာညီညွတ်ချင်းရဲ့ပြယုတ်တွေပါပဲ။ အခုကာလမှာဆိုအီယရီယောနိုင်ငံတော်မှာပါဆီအာနာရှင်ကြောင့်အမောင်းဖုံးနေရတွေ့လို့ရင်ဆိုင်နေကြရတာပါဒီလိုအခြေအနေကြားမှာပဲပေါင်းစုယုံကြည်ဆိုတဲ့စကားအတိုင်းတအားတရွေ့ပါဝင်ခဲ့ကြတာကိုလက်တွေ့ဖြစ်လာခဲ့ပါပြီကမ်ပိန်းအစအနေ19ရက်တာအတွင်း3000ရီမန်းချက်ရဲ့39ရာခိုင်နှုန်းကိုလှမ်းတက်နိုင်ခဲ့ပါပြီလို့ကမ်ပိန်းကအတည်ပြုဆိုပါတယ် ချန်တဲ့ကမ်ပိန်း26ရက်တာခီမှာယာနုံးပြည်အောင်မြင်ဖို့အရေးပြည်တွင်းပြည်ပကမိဘပြည်သူတွေကိုထပ်မံဖိတ်ခေါ်အပ်တယ်လို့လဲဆိုထားပါရရှင်။ကိုမင်းကိုနိုင်ရဲ့ကောလာရှိရှိကေလန်လန်စအုပ်နိုင်ငံခုနှစ်နိုင်ငံတို့ရောက်ရှိအောင်ပို့ဆောင်ဖြန့်ဝေပေးနေတဲ့သတင်းကိုနောက်ဆုံးတင်ပြပါမယ်။တွန်လန်ရေးရဲပေါ်များချစ်ခင်လေးစားရတဲ့ကိုမင်းကိုနိုင်ရဲ့ကိုလာရှိရှိကေလန်လန်စောက်ကိုထိုင်းအမေရိကန်အင်္ဂလန် ၊စင်ကာပူ၊ထောင်ကိုရီးယား၊ဂျပန်နဲ့ဩစတြေးလျစတဲ့နိုင်ငံခုနှစ်နိုင်ငံတို့ရောက်ရှိအောင်ပို့ဆောင်ဖြန့်ဝေပေးနေရလို့ CDM Medical Network ကတည်ပေးဆိုပါတယ်။ဒီစာအုပ်ကိုမြန်မာပြည်အပြင်ထုတ်ယူလာပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့တာမကျူးကျော်မိုးထွန်းကလည်းပြောကြားထားပါတယ်။ ကိုမင်းကိုနိုင်ရဲ့ကောလာရှိရှိကေလန်လန်စာအုပ်ရောင်းချရရှိသော အမျက်ငွေတရားရခိုင်နှုံးကိုတော်လှန်ဒေတာငလင်တန်တင့်ပြည်သူများပြန်လည်ထူထောင်ရင်းတော်လှန်ရေးအဖွဲ့အစည်းများနဲ့ CDM အဖွဲ့အစည်းများအတွက်အသုံးပြုသွားဖို့စီစဉ်ထားတယ်လို့လည်းသတင်းရရှိပါရရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်ထောက်တာကီ ခရှဲတို့ကပေးပို့ထားတာဖြစ်ပါရရှင်။